ကဲမိတ်ဆွေတို့အနေနဲ့ကောင်းမရှိပဲ16လတောင်အသက်ရှင်ခဲ့တဲ့ကြက်တကောင်အကြောင်းကြားဘူးကြလားမဖြစ်နိုင်ဘူးလို့ထင်စရာပါပဲနော်ဒါပေမဲ့ဒါကတကယ်ဖြစ်လက်မှန်တစ်ခုပါထရီဆန်လိုကရဲ့အထူးဆန်းဆုံးဖြစ်လက်သူတွေကတခုဆိုလဲမမပါဘူးဇလန်စာတာကတော့1945ခုနှစ်အမေရိကန်နိုင်ငံကိုလိုရာဒိုပြည်နယ်ကခြံဝင်းလေးတစ်ခုမှာပါ လော့ဒ်အိုဆန်ဆိုတဲ့လယ်သမားတယောက်ဟာညောင်စာချက်စားဖို့ခြံနဲ့ဆင်းပြီးကြက်တကောင်ဖမ်းလိုက်ပါတယ်။သူကကြက်ကို၍တစ်တုံးပေါ်တင်ပြီးဓာတ်နဲ့ခုတ်လိုက်တော့တာပေါ့။ဒါမှမဟုတ်ဒီလို့ရက်ကနေဒန်နာကြီးတုံမဲ့ဇလန်တဘို့ဖြစ်လာမယ်လို့သူထင်မှားခဲ့ပါဘူး။ဓာတ်ချက်ကကျလာတယ်။ခေါင်းကပြက်ကျသွားတယ်။ဒါပေမဲ့ကြက်ကတော့လဲမကျတော့ပါဘူး။ အဲ့ဒီအစားကြက်ကမတက်ထရလိုက်တယ်အတောင်မန်းတွေကိုခါရန်လိုက်ပြီးဘာမှမဖြစ်သလိုမျိုးလမ်းဆက်လျှောက်သွားပါတော့တယ်လက်သမားလည်းလန့်သွားတာပေါ့ဗျာသူမိမဆိုရင် all on army တယ်ဘလို့လူပြီဒီလို ဖြစ်နေရတာလဲလက်သမားကတည်တည်ချာချာကြည့်လိုက်တဲ့အခါမယုံနိုင်စရာအချက်တစ်ချက်ကိုတွေ့လိုက်ရပါတယ်သူဒါချက်ကကျေးရုံနော်အယုံကြောမကြီး brainstorm ကိုရှောင်လွှဲထွားတာပါအဲ့ဒီနေရာက အသက်ရှူတာ နှလုံးခုန်တာနဲ့ရိုးချင်းတဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးတဲ့နေရာဖြစ်ပါတယ်။ဟုတ်ပါတယ်။ကြက်ကခေါက်ပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့အသက်ရှင်ဖို့လိုအပ်တဲ့အစိပ်ပိုင်းကတော့ဆက်ပြီးအလွတ်လွတ်နေစေဖြစ်နေတာပါ။အဲ့ဒီနောက်မှာတော့ဒီကြက်ကြီးကိုနံပါတ်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့ Mike ခေါက်ပြတ်ကြက်ဖကြီး Mike ပါ။လက်သမန်းကမိုက်ကို အသက်ရှင်နေအောင်ဆေးထည့်တဲ့ညစ်တံလေးတုံးပြီးရေ နို့နဲ့ပြောင်းဖို့စီတီတီလေးလေးကျွေးမွေးပါတယ်လက်ချောင်းလေးကိုတိုက်ရိုက်ထက်ပြီးကျွေးတာပါမကြခင်မှာပဲတတင်းကပြက်နံသွားပါတော့တယ်မိုက်ခါရိုးရိုးချမွေးကျက်ဘဝကနေတနိုင်ငံလုံးကစိတ်ဝင်စားတဲ့ကျက်တကောင်ဖြတ်လာခဲ့ပါတယ်သူဟာအမေရိကန်တနိုင်ငံလုံးကိုလက်လေသွားလာခဲ့ပြီးတတင်းစာတွေမဂ္ဂဇင်းတွေမှာပါလာသလိုပွဲလမ်းတစ်ပင်တွေမှာတော့လိုက်ပြသခဲ့ရပါတယ်တိဘက်ပညာရှင်တွေကသူ့ကိုစစ်ဆေးပြီး အခုလိုအတည်ပြုခဲ့ပါတယ်။မိုက်မှာနာရွက်တစ်ဖက်နဲ့ဦးနောက်အာယုံကျော်အစိပ်ပိုင်းကြံရှိနေသေးတာကြောင့်အခုလိုအသက်ရှင်နေနိုင်တာပါတဲ့။မိုက်ကဒီလိုပုံစံနဲ့ဆက်ရှစ်လကြာအောင်နေထိုင်ခဲ့ပါတယ်။ဘသူမှမယုံနိုင်တော့အောင်ကြာရှည်တဲ့အချိန်ကာလပါပဲ။ဒါပေမဲ့တညမှာတော့မိုက်ဟာအစာနင်းသွားခဲ့ပြီးလယ်သမားကအချိန်မီမကယ်နိုင်လိုက်ပါဘူး။သူ့ရဲ့စမ်းကြယ်တဲ့ဘဝခီးလမ်းကတော့အဲ့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ကျောင်းကတော့ သမိုင်းတွင်ကြံရစ်ခဲ့ပါပြီ။ခေါင်းပြတ်ဂျဖာကြီးမိုက်ကအကြောင်းကတော့မတန်းတင်ခဲ့သမျှထဲမှာအထူးဆန်းဆုံးဖိရမှနေတဲ့ကတခုဖြစ်ရှိနေသေးပါ။တခါတလေမှာလက်တွေ့ဘဝကပုံမြင်နေထက်တောင်ပိုပြီးစမ်းကျင်နေတတ်တယ်ဆိုတာကိုတက်တည်ပြလိုက်တာပါပဲ။ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like လုပ်ဖို့မမေ့ပါနဲ့နော်။ကဘာတဝမ်ကအန်အောဆီယာဇလန်လေးကိုဆက်ကြည့်ဖို့ subscribe နှိပ်ပြီးခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးပါဦး။